မင်္ဂလာရှိတဲ့နေ့ရက်ကလေးဖြစ်ပါစေကျွန်တော်ရဲ့စစ်တဲ့ဓမ္မမိတ်ဆွေတွေနဲ့ကျွန်တော်နဲ့အတူတူစကားမပြောရလဲကြာပြီပြီးတော့ကျွန်တော်ခုကျွန်တော်အိမ်ကိုပြန်ရောက်လာပြီကျွန်တော်ရှိမှာလည်းအေးနေရပေါ့နော်အဲတော့ကျွန်တော်ရဲ့စစ်တဲ့ဓမ္မမိတ်ဆွေတွေအတွက်တမိုးရှိရဲ့အကျိုးရှိစေမဲ့ဒိတ်တံပုံနည်းလေးတွေကျွန်တော်ဝေမျှခြင်းလို့အခုလိုမျိုးဗီဒီယိုလေးရိုက်လိုက်တာပါကျွန်တော်ရဲ့စစ်တဲ့ဓမ္မမိတ်ဆွေတွေအတွက်ဝါရင်းကာလာမှာပေါ့နော် အရေးကြီးတဲ့အဲထူးခြားစေမဲ့တကယ်ကိုထူးထူးကပ်ကပ်အကျိုးပြုစေတဲ့အဋိဌံဝင်းဒီ၃မျိုးကိုကျွန်တော်ကဝေမျှချင်တာပါဗုဒ္ဓဘာသာဝင်မှန်လို့ရှင်အမြဲတမ်းဘာသာတရားကိုဟိုနေ့စဉ်ပေါ့နော်အာစိန်ကံကုသိုလ်တစ်ခုအနေနဲ့အကျင့်တစ်ခုအနေနဲ့ဘာသာရေးကိုနေတိုင်းလုပ်နေတာပိုကောင်းပါလေ ျွန်တော်တို့ဓမင်းမစားဘဲမနေနိုင်ဘူးနေ့စဉ်ဓမင်းစားရတယ်လို့ပဲဘုရားမရှိကိုမနေနိုင်ပဲနေ့တိုင်းဘုရားရှိကိုရတယ်အဲပတိမစိတ်ပဲမနေနိုင်ဘူးနေ့တိုင်းပတိစိတ်ရတယ်ဆိုပြီးတော့အကျင့်တစ်ခုလို့ဖြစ်ပြီးတော့ဘာသာရေးနဲ့တသားရဲကြအောင်နေလေအဲ့လူပါလေလူနေလူလူလူနိဗ္ဗာန်ကိုခံစားရလေပေါ့နော်နိဗ္ဗာန်ဆိုတာနေရာအိမ်မှာရှိပါတယ်နတ်စည်းစိမ်လူစည်းစိမ်ဗမာစည်းစိမ်ဆိုတယ်လို့ပေါ့အဲနေတဲ့ရင်နိဗ္ဗာန်ကိုရောက်နေတယ်လို့ပါပဲ အဲ့တော့ခန္ဓာကြီးရှိတော့ယုံနေတဲ့ခန္ဓာပေါ်မှာနာကျင်တဲ့ဝေဒနာဆိုတော့ခံစားရတာပေါ့တို့ပေမဲ့လည်းအဲ့ဒီဝေဒနာပေါ်တရားမှတ်ပြီးတော့နိဗ္ဗာန်နိဗ္ဗာန်တရားတွေဆိုတာရှိတယ်ပေါ့အဲ့လိုရှုဖို့လိုအပ်တာပေါ့အဲ့တော့ပြောချင်တာကတော့ဒီလိုဘာသာရေးနဲ့နေစဉ်ထိတွေ့ပြီးတော့ဘာသာရေးကုသိုလ်ကောင်းမှုတွေကိုအများအားလုပ်နေတဲ့သူဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ လူလူစည်းစိမ်အပြေအဝါကိုခံစားရတဲ့လူတစ်ယောက်ဖြစ်လာတာပခုံးနှစ်ဖက်ခြားကခေါက်ပေါက်တာချင်းအတူတူအဲရှာဖွေစားတော့ရတာချင်းအတူတူတော့တိတ်မပင်မမစင်ရဲမခက်ခဲတော့ဘူးဒါအေဂျင့်နဲ့အကြောင်းတရားတွေကိုကြုံတွေ့ခံစားရတတ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကအဲ့ဒီအကျင့်လေးတွေဖြစ်လာအောင်လို့ကျွန်တော်ကတခါခါကြာရင်နှိပ်ပန်စုံလေးလုပ်ပေးတာပါခင်ဗျအခုဆိုရင်လည်းကျွန်တော်ရဲ့အဘဝိဇာတွေရဲ့ညွှန်ကြားချက်အရာပေါ့နော်ကျွန်တော်မလုပ်ပေးမလဲဆိုတော့ ဝါရင်းကာလမှာတကယ့်ကိုအကျိုးပြုစေတဲ့အဋိဋ္ဌံ၃မျိုးကိုကျွန်တော်ဝေမျှပါပါဝါရင်းကာလမှာလူတိုင်းကဘာသာရေးလောက်ကြတယ်အဲ့ဒီဘာသာရေးထဲမှာကျွန်တော်တို့အခုဝိဇာသူတော်စီနေတဲ့အတူကျွန်တော်တို့တိတက်နားလည်တဲ့ဘေးဒင်းဆရာလက္ခဏာဆရာညွန်ကြားတဲ့အဋိဋ္ဌံကတော့ပို့ပြီးတော့အစွမ်းထက်တာပေါ့နော်နံပါတ်1အဋိဋ္ဌံကတော့ဘာလို့တင့်တယ်လဲဆိုလို့ရှိရင်ဝါရင်းကာလမှာတပတ်ကို2ရက်ဥပုသ်ဆောက်တင်ပါတယ်ဥပုသ်ဆောက်နေဆိုတဲ့အတိတ်ဘက်ကတိလာယူပြီးဥပုသ်ဆောက်တာပေါ့ ဥပုပ်တရင်စောက်တည်လို့ရှိရင်အဲ့ဒီဥပုပ်တရင်စောက်တည်တဲ့သူကိုဥပုပ်ကိုစောက်လျှောက်တဲ့ပုံကိုယ်ကြီးနဲ့ဒီဝါးကြီးဆိုတာရှိတယ်။အဲ့ဥပုပ်စောက်လျှောက်တဲ့ဥပုပ်တရားကိုနာယူစောက်လျှောက်တဲ့ပုံကိုယ်ကြီးကကိုယ့်ချစ်ခင်မျက်နှာမှုရှိပြီးတော့ကိုယ့်ရဲ့တရင်ဥပုပ်စောက်တည်တဲ့သီလအကျိုးကျေးဇူးအရာကိုယ့်ရဲ့ခန္ဓာကိုယ်လွှမ်းမိုးနေတဲ့နှက်နှက်ပါးတွေကမကောင်းတဲ့နှက်ကလွှမ်းမိုးခြင်းဥဆောင်ခြင်းကိုမခံရတတ်ဘူး။လူတွေမှာကျွန်တော်တို့ကျွန်တော်တို့စိတ်တွေပါပေါ့နော်။ကောင်းတာလုပ်ခြင်းနဲ့စိတ်ရှိတယ်မကောင်းတာလုပ်ခြင်းနဲ့စိတ်ရှိတယ်အာညာလို့မရဘူးเนาะကျွန်တော်လည်းအတူတူပဲဒါကြောင့်ကျွန်တော်ကောင်းတာလုပ်ခြင်း င်တဲ့စိတ်တွေရှိသလိုမကောင်းတာလုပ်ချင်တဲ့စိတ်တွေလည်းကျွန်တော်မှာရှိတယ်။ကောင်းတာလုပ်ချင်တဲ့စိတ်ကကကိုးစားတဲ့ကကျွန်တော်တို့တိုက်တွန်းပေးတာကောင်းတဲ့ကိုးစားတဲ့ပေါ့မကောင်းတာလုပ်ချင်တဲ့စိတ်ကိုလည်းကျွန်တော်တို့ရဲ့မကောင်းတဲ့ကိုးစားတဲ့ကကျွန်တော်တို့ရဲ့မနောကိုတိုက်တွန်းပေးတာအဲ့တော့ခုနကကျွန်တော်ပြောသလိုဝါရင်းမှာတစ်ဖက်မှာတရက်ကိုနှစ်ချိန်ဥပုပ်တည်ရင်စောက်တည်တယ်ဆိုရင်ဒီမကောင်းတာလုပ်ချင်တဲ့စိတ်ကို တိုက်တွန်းပေးတဲ့မကောင်းတဲ့ကိုယ်ဆောင်နှက်ကဲလွှမ်းမိုးခြင်းအာလေးတင်ကနေကင်းဝေးပြီးတော့ကောင်းတဲ့ကိုယ်ဆောင်နှက်ကဲတိုက်တွန်းခြင်းနဲ့အတူကောင်းတာတွေပုံမှန်လုပ်ဖြစ်လာပြီးကိုကဘာလို့သွားပြီးလက်ငင်းချက်ချင်းအကျိုးပြုလဲဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ရှင်သန်နေတဲ့ကိုယ့်ရဲ့ပရဝံမှာ မတူတော်တွေနဲ့ကျင်းဝေးသွားတယ်ကိုယ့်ကိုဒုက္ခပေးတဲ့အချိန်မှာမတူတော်ကတိတ်ကြောက်စရာကောင်းတယ်မတူတော်ကအောက်ကျစ်အစင်လဲဆုံးကြောက်စရာကောင်းဆုံးအဲ့ဒီမတူတော်ကပဲကိုယ့်အပူတွေအာကုတူတွေပူလောင်မှုတွေအစမပြေမှုတွေကိုဖန်တီးပေးတာအဲ့တော့အဲ့ဒီမတူတော်ရဲ့ရံကကျင်းဝေးဖို့အတွက်ကိုကျွန်တော်တို့ကဘာလုပ်ပေးရလဲဆိုတော့ဒီခုနကျွန်တော်ပြောတဲ့ဝါရင်းကာလမှာတပတ်ကို၂ရက်ဥပုသ်ဆောင်ပေးပါဒါကတော့ပထမအဦးဆုံးပြုတင်တဲ့အတိတ်တန်တစ်ခုပါနောက်တစ်ခုကတော့ကျွန်တော်တို့ပေကြီးစက်တုပ်ဆိုတာရှိတယ် ပထန်းကလူတိုင်းယူလို့မရဘူးတချို့ပထန်းယူလို့ရတဲ့သူရှိတယ်တချို့ကပထန်းယူတဲ့ခါမှာပထန်းရဲ့နတ်တီကိုပင့်ဖိရတဲ့အကျိုးမှာပေါ့နော်အဲ့နတ်တီနဲ့ဒဏ် စမ်းတက်တဲ့ထံကိုမခံနိုင်တဲ့သူတွေကြောင့်ပထမ်းရွတ်လို့ရှင်အဲနည်းနည်းလေးအဆိုးဘက်လေးတိတော့တက်တာလေးတွေရှိတယ်ခဏပေါ့ပြီးတော့သူ့သူအေးချမ်းသွားတာအမှန်ပထမ်းရွတ်လို့အဆိုးဘက်ကိုသွားတာမဟုတ်ဘူးပထမ်းရွတ်ခံလေးမှာပင့်ဖိတ်လိုက်တဲ့နက်တွေကိုပင့်ဖိတ်တဲ့ခါမှာအဲ့ဒီနက်တွေကြွလာတဲ့ပုံမူတည်ပြီးတော့မှအဲ့ဒီနက်တွေနဲ့ကိုယ်နဲ့ကြာမှမစ်တူဖြစ်တာပေါ့နော်ပြောမှဆိုတော့တဟစာတာမမြတာပေါ့နော်အဲအင်္ဂလိပ်လိုရတယ်နဲ့ပြောချင်သေးရဲ့အဲ့တော့အဲ့လိုမျိုးမမြတဲ့အတွက်ကြောင့်မို့ နည်းနည်းအပူဖြစ်တာပေါ့အဲ့ဒါတော့ကျွန်တော်ပထမရုပ်လိုခိုက်တယ်လို့ထင်တာအဲ့ကိစ္စကိုနောက်တခြားဗီဒီယိုမှာတည်တံအသေးစိတ်ရှင်းပြပါမယ်အဓိကကျွန်တော်ပြောချင်တာကပိရိတ်ကတော့ဘသူပဲရွရွကျွန်တော်တို့အတွက်ချက်ချင်းလက်ငယ်အကျိုးပြုတာကျွန်တော်တို့မဟာမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ပိရိတ်တော်ဆက်တုပ်ရှိရဲ့အဲ့ဒီပိရိတ်တော်ဆက်တုပ်တုံးကဥမာဘောဇင်တို့ကကျမ်းမာရေးအတွက်ကောင်းတယ်မေတ္တာတုပ်တော်ကဘာအတွက်ကောင်းတယ်ရတနာတုပ်တော်ကဘလူတရက်စီတကောအကုန်လုံးရှိပြီလားအဲ့ဒီတုပ်တော်တွေရဲ့တကူအာနိသင်အရန်ကြီးတဲ့အတွက်ကြောင့်မို့တရက်ကိုတုပ်တော်၄တုပ်အနေနဲ့ဝါရင်းကာလာလုံးတောက်လျှောက်ရွ အဲ့ဒါဘာအကျိုးထူးခံစားရလဲဆိုပြည့်ကြီးစတဲ့တော့ကိုတရက်ကို၄တုပ်ဆိုတော့နေ့စဉ်ရွှေသွားပေါ့နောက်ဆုံးတရက်ကတော့၃တုပ်ဖြစ်သွားမှာပေါ့နော်အဲနောက်တစ်ခေါက်ကြာရင်တစ်ခါပြန်ပြီးတော့၄တုပ်ပြန်ရွှေအဲ့လိုနေ့တိုင်းရွှေအလွတ်မရရင်စာအုပ်ကြီးရွှေတစ်ဖြည်းဖြည်းနဲ့ရလာလိမ့်မယ်ပြည့်ကြီးစတဲ့တော့ကိုအလွတ်ရသွားပြီဆိုတော့သူကအမေအပေတကားပိတ်တယ်နော်တကယ်ပြောတာအဲ့တော့အဲ့လိုလေးလုပ်ပြပါအဲ့လိုယူလို့ရှိရင်ဘာကောင်းလဲဆိုတော့သူ့ရဲ့နေရှိရခင်ဗျကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ကျွန်တော်တို့လူတွေအကုန်လုံးကပေါ့နော်မနဲ့မူနေလာလို့ရှိရင်ဘာနဲ့အရင်ဆုံးရင်ဆိုင်ရလဲဆိုအရက်လေးမျက်နှာနဲ့အရင်ထိတွေ့ရတယ် မနေ့မိုးလင်းလို့ထားလိုက်တာနဲ့အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာကိုဥတီပြီးကျွန်တော်တို့ကလုပ်ရတယ်။အဲ့ဒီအရက်လေးမျက်နှာမှာကျွန်တော်တို့အတွက်ကုသိုလ်ဖြစ်စေတဲ့အရက်တွေသားရှိသလိုအဆိုးတွေရောက်လာစေတဲ့အကုသိုလ်ဖြစ်စေတဲ့အရက်တွေသားဆိုတာလည်းရှိတယ်။ကောင်းတဲ့အရက်တွေသားရှိသလိုမကောင်းတဲ့အရက်တွေသားရှိတယ်။နေ့စဉ်ကျွန်တော်တို့ကတုတ်တော်တွေနဲ့ဖွင့်ပြီးတော့မှတရက်ကိုတုတ်တော်လေးတုတ်ယူနေတဲ့အတွက်ကြောင့်မို့မကောင်းတဲ့အရက်တွေသားလာမဲ့အကုသိုလ်တွေရဲ့ရံကိုကျွန်တော်တို့ကအလိုလိုနေကောက်ွယ်ပြီးသားဖြစ်ပြီးတော့ တုတ်တော်ရဲ့တကူကြောင့်ကျွန်တော်တို့စီကိုမကောင်းတဲ့ဥပိ္ပစေတရာကံဒုပိကန္တရာကပ်အဲဒါအစာရေစာငမ်းမှုခေါင်းပါစေတဲ့ကပ်ပေါ့နော်အတ္တတန္တရာကပ်ပေါ့အခြားသောကပ်မျိုးစုံတွေအကုန်လုံးကိုကျင်းလို့စေနိုင်တယ်အဲ့တော့အဲ့တုတ်တော်လေးတုတ်တော်ကိုနေ့တိုင်းအဲ့လိုပွားများတာအဲ့လိုကောင်းတယ်နောက်တစ်ခုကကျွန်တော်တို့ကတုတ်တော်တွေနဲ့ခန္ဓာကိုယ်လွမ်းကြုံထားတဲ့အကြောင်းမျိုးကျွန်တော်တို့နေ့စဉ်ကြုံတွေ့ရတဲ့အရက်လေးမျက်နှာမှာကျွန်တော်တို့ကိုမုဒိတာပွားပြီးမေတ္တာစိတ်ထားပြီးမျက်နှာမြင်ချစ်ခင်အတန်ကြာသနာဆိုတဲ့စုနဲ့ ပြည့်စေတဲ့အကြောင်းတရားတွေကိုဖန်တီးပေးစေတဲ့ကောင်းသောအကြောင်းတွေကျွန်တော်တို့ရှိို့ ထိတ်တိုက်ရောက်လာနိုင်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကနေ့စဉ်ဝါရင် ကာလမှာတရက်ကိုတုတ်လေးတုတ်နဲ့ဝါရင်တစ်တွင်းလုံးကိုရွတ်ဖတ်တဲ့ဆက်တဲ့အထိတ်တန်တစ်ခုကိုပြုလုပ်တင်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ပတိစိတ်တဲ့ကုသိုလ်ပေါ့နော်။ပတိစိတ်ပြီဆိုရင်ကျွန်တော်တို့ကတချို့ကပတိစိတ်တာဟာတမထတရားလို့ပြောတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့ကပတိစိတ်ခြင်းဟာနောက်ဘဝမကူလက်ရှိဘဝကိုချက်ချင်းကျွန်တော်တို့ကအကျိုးပြုစေတယ်။အဲဘယ်လိုသူကအကျိုးပြုလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့လူဘဝမှာရှာဖွေစားသားရတာအရင်ကတ်ခဲလို့သိကျင်တဲ့သူတွေရှိတယ်အစမပြေတဲ့သူတွေရှိတယ်မျိုးစုံသောအပူတော်ကတွေရှိတယ်။ အဲ့ဒီအပူတော့ကတွေကိုချက်ချင်းကျွန်တော်တို့ကအေဂျင်ပြီးတော့ချက်ချင်းအကျိုးပြုဆိုတာကအဲ့ဒီပတိတွေပဲအဲပတိဥတော်ကကိုနဲ့ကက်ကင်းကြတဲ့ပတိလေးကိုစိတ်နိုင်လို့ရှင်ကိုယ့်အကျိုးပြုမှုတော့ပုံမြန်တယ်ကိုယ့်ကက်ကင်းကြစီတဲ့ပတိကကိုယ့်ရဲ့ညာဘက်လက်ဖွာပေါ်မှာရှိတယ်ညာဘက်လက်ဖွာကိုထပ်ပုံရဲပြီးတော့ကျွန်တော်ရဲ့69 90လေးလေး၃ချောက်ဆိုတဲ့ fiber ကိုပို့ပေးဘာနေသားသမီးလဲဆိုတာပြောပေးဒါဆိုရင်ကက်ကင်းပတိလေးတွေကျွန်တော်ရွေးပေးမယ်အဲ့ဒီကက်ကင်းပတိနည်းနည်းတော့ကျွန်တော်ရှိမှလူများတဲ့သိခံပြီးစောင့်မော်နော်အဲ့လိုကက်ကင်းပတိသားလေးရင်းနဲ့နေစဉ်ပတိစိတ် ဘာရင်းကာလာမှာပရိယဘုံတော့ကိုဘစိတ်နဲ့ကောင်းတယ်ဒါမှမဟုတ်ဘာဖြစ်ဖြစ်ကိုဘစိတ်ပဲအဲ့ဒါဆိုလို့ရှိရင်တော်တော်အဆင်ပြေသွားလိမ့်မယ်အဲအဲ့တော့အဲ့လိုနေစဉ်ပရိစိတ်တဲ့အကျိုးကျေးဇူးကြောင့်ဘာရလဲဆိုတဲ့ခါကျတော့ချက်ချင်းလက်ငင်အကျိုးကျေးဇူးတွေထူပြီးတော့လူသူတော်ကောင်းတွေနဲ့တွေ့မယ်ရှားဖွေရတာလွယ်ကူမယ်လက်လာပါတွေပွင့်မယ်စမ်းစာတာတွေတက်မယ်အဲ့ဒီဘောကိုကျွန်တော်ပြောချင်တာပါအဲ့တော့ကျွန်တော်တို့ကဝါရင်းကာလမှာအခုကျွန်တော်ပြောတဲ့အကြောင်းတရားတွေကိုနေစဉ်တာအတိအကျလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောသလိုလူစည်းစိမ်လေးကို အဲတော်တော်လေးပြပြဝဝခံစားရတဲ့ပုံကူတူဖြစ်လာပါလိမ့်မယ်အဲသဘောလေးကိုပြောချင်တာပါခင်ဗျအဲ့တော့ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေစိတ်ချမ်းသာခြင်းကိုကျမခြင်းနဲ့ပြည့်ပြည့်စုံပြီးတော့အရာခတ်သိမ်းကင်းငင်းချမ်းသာကြပါစေအပူပင်တောကတွေအားလုံးကင်းစင်လင့်ပြောက်ပြီးတော့ကိုယ့်ရဲ့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာရှင်ငွေကြောက်တာများလက်လာပါပြီးပေါ်ပြပြီးတော့မရှိစကားကိုမပြောရမဆိုရမကြားရတဲ့ လက်ဖြားမှာစိတ်နေရွှေတွေငွေတွေတီးပြီးစိတ်သွားတိုင်းကိုပါတဲ့လူနံတန်းနိုင်တဲ့ပုံကိုယ်တူတွေဖြစ်ပါစေလို့ကျွန်တော်ခွန်သာချိုကဆုတောင်းမြတ်တာပို့တာပေးပါတယ်ကြ။ဒါတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်စားဖို့ဆိုပြီးတော့ထည့်ပေးလိုက်တဲ့ပုံလားကျွန်တော်ကျွန်တော်အိမ်ကိုရောက်လာပြီဆိုရင်ကျွန်တော်ကဝါမှလည်းမချောက်တော့ဘူးကျွန်တော်မုတ်နေစားတယ်ဓမင်းနေစားတယ်ကောင်းကောင်းအိတ်တယ်ကောင်းကောင်းအနာယူတယ်ရှူတင်သွားရင်တော့ပြန်မှန်းလာပါတော့နော်စားတော့ဒီလည်းပြတ်တာပေါ့နော်အိမ်မှာဆိုရင်တော့ကျွန်တော် ပက်တာစားတယ်ကျွန်တော်ကပက်လာမုံလေးတက်တာပြီးတော့ဟိုဇလန်တော့ရိုက်ပြီဆိုရင်တော့ကျွန်တော်အနေနဲ့နည်းနည်းလေးစားတော့လေးထိတ်ရတာပေါ့နော်မထိတ်လို့ရှင်လဲအတုကြီးဖြစ်တော့ခုတော့နည်းနည်းပြန်သွားလိုက်ဟိုဟာကျွန်တော်ရဲ့အမကြီးကားလေးလာနေပါလေအဲ့ဒီအမကြီးကားလေးမှာလဲကျွန်တော်တခုတော့ဟိုပြောပြခြင်းနဲ့ပေါ့နော် အဲ့တော့မပြောတော့ပါဘူးမပြောတော့ပါဘူးဆိုတာ YouTube မှာကျွန်တော်ဘုံနေသူမရှိပါဘူးကျွန်တော်ရကျွန်တော်ချစ်တဲ့သူတွေပဲရှိတာအဲကျွန်တော်ဘုံနေသူတွေကတခြား page တွေတခြားနေရာတွေ blame နေရာတွေတော့ရှိတာပေါ့အဲ့ဒါတွေတော့ကျွန်တော် YouTube ကသူတွေကျွန်တော်ဟိုကလုံးချစ်ပြီးသားဆိုတော့အတူတူလေမပြောတော့ပါဘူးဟုတ်အဲကျွန်တော်အမကြီးကားလေးလာနေပါတယ်အဲ့ဒါလေးကိုအပေးပါဝင်းရအောင်ကျေးဇူးများတင်ပါတယ်ဗျ